အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ AOU Channel လေးမှာကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တစ်တကားဆရာတော်ဘုရားဤမြေပိုင်ရှင်အိမ်ပိုင်ရှင်ဖြစ်လာစေသောအတိတ်ထံပြုနီဆိုတဲ့ဆောင်းပါးလေးအကြောင်းကိုဘုဟုတ္တရာဝယ်တင်ဆက်ဖတ်ပြပေးခြင်းနာပဲဖြစ်ပါရရှင်အိမ်ပိုင်မြေပိုင်ဖြစ်လို့သူများအတွက်ပါတဲ့ နေ့စဉ်နေ့တိုင်းထမင်းစားတောက်သည့်အခါမိမိစားသုံးနေသောထမင်းပွဲမှဖြစ်စေမြတ်ဗုဒ္ဓနှင့်ယဟန္တာများအရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာတို့အတွေ့အလှူဒါနပြုထားသောထမင်းတပကံသီးသန့်ထား၍ဖြစ်စေတယောက်စာပကံအတွင်ခင်းအားလုံးစုပုံထဲကခရင်ဆုံးတက်ပြီးလက်နှစ်ကိုင်းမြောက်ပြီးဂင်္ဂဝါလူတဲစုမကပွင့်တော်မူပြီးကြသောမြတ်ဗုဒ္ဓအဆူဆူတို့နှင့်ယဟန္တာပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများနှင့်တန်ဃာတော်အပေါင်းအရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာထွက်ရက် လမ်းစားရောက်တော်မူကြသောဝိဇာထိုသူတော်ကအပေါင်းအရှင်ကောင်းတို့အားကိုရိုင်းကြရောက်၍ဘုံပေးတော်မူကြပါတုံးဆောင်တော်မူကြပါဟုပင့်ဖိတ်၍အလှူဒါနပြုဝေးပါ တောက်တော်ရည်သို့မဟုတ်ရည်နွေးချံတစ်ခွက်စီချ၍ကက်လူဝေးပါကက်လူထားသောပကံနေတွင်အချိုပွဲပါစုပုံပြီးတော့ကက်လူဝေးပါတဲ့မိမိထမင်းစားပြီးပါကမြတ်ဗုဒ္ဓနှင့်ယဟန္တာများအရိယာဝိဇ္ဇာဓမ္မဝိဇ္ဇာတို့အတွက်အလူဒါနပြုထားသောပကံများကိုကင်ပြီးညီကြီးအလွတ်တဏီယာမြေပြင်ပေါ်တွင်ပုံပေးပါမှတ်ချက်ဘာမှမခင်းရပါဘူးတဲ့ ထို့နောက်တစ္ဆာပြုကဖျားတပြီတော်တကြိမ်တကားမှမလူတန်းမှုသောအလူဒါနာကိုလူတန်းမှ၏ဖျားတပြီတော်သည်မြေကြီးပေါ်မှနေမြေကြီးပေါ်မှရှာမြေကြီးပေါ်မှကျင်ကြီးကျင်ငယ်စွန်ကနေထိုင်ရသည့်အတွက်အသည်မြေကြီးသည်ကျေးဇူးကြီးမားလှပါသည်ဤသို့ကျေးဇူးကြီးမားလှသောကြောင့်ဤမြေကြီးကိုစောင့်ရှောက်နေပါသောဝတုံတရီမြေဆောင်နှင့်မြင်းနှင့်မြေကြီးပေါ်တွင်ရှိကြကုန်သောပရွဲစိတ်တီကောင်ပိုးကောင်မွားကောင်အဆရှိသောတတဝမှန်သမျှတို့သည်ဖျားတပြီတော်စားသလိုစားနိုင် နိုင်ကြပါစီဖျားတပိတော်ဖြည်းဖြည်းဝဝဆုံဆုံလင်းလင်းတုံးဆောင်ရသလိုတုံးဆောင်ကြရပါစီ အေးချမ်းကြပါစေတာယာကြပါစေကျန်းမာကြပါစေချမ်းမြတ်သာသာစားတောက်နိုင်ကြပါစေဟုတစ္ဆာပြုစုတောင်းကာအရင်ကက်လူထားသော ထမင်းဟင်းရေတို့ကိုတဝက်စီခွဲ၍မြေကြီးပေါ်ပုံမှာအလူဒါနပြုပါတဲ့ဆွေတော်မျိုးတော်အပေါင်းနှင့်မြင့်အပ်သောပုဂ္ဂိုလ်မမြင့်အပ်သောပုဂ္ဂိုလ်ဝတ္တုံတရေနတ်မင်းနှင့်32ပုံသားတတဝါများစားသုံးတော်မူကြပါသုံးဆောင်တော်မူကြပါ ဤကဲ့သို့ကုတုထူကုတုကောင်းမှုထူကိုပြုလုပ်ရပါသောကောင်းကျိုးများကြောင့်ဖျားတပည့်တော်တပည့်တော်မှသည် မြေပိုင်ရှင်ကြီးအိမ်ပိုင်ရှင်တထေးမာကြီးတထေးကြီးအဖြစ်တို့မကြောက်ကြမတောင်းတာပဲအမြန်ဖြစ်နိုင်ပါစေကောင်းကျိုးလိုရာအမြန်ဖြစ်၍ဘာသာအကျိုးသာသနာအကျိုးသာသနာပြုနိုင်ပါစေသာဟုတစ္ဆာပြုဆုတောင်းပါတဲ့ကြံတဝက်ကိုမိမိစားပါယောဂါပြောက်ပါစေကျမ်းမာပါစေလက်လက်ပတ်ပွင့်ပါစေဝင်ငွေတိုးပါစေဟုပြောပြီးတော့ဆုတောင်းပေးပါလက်တွေဆောင်ရွက်လက်တွေအကျိုးပေးသောကြောင့်တေချာဆောင်ရွက်ပြီးတော့အဋိဌံလုပ်ကြည့်ကြပါတဲ့မိမိစိတ်စေတနာမှန်ကန်ပါကအစ ဆာအရာရာအောင်မြင်လာပါလိမ့်မယ်။တစ်တကားဆရာတော်ဖရာအမြဲပြုကျင့်ခိုင်းသောအတိတ်တန်ကျင့်ဆောင်မှုကိုပုံမှန်ခွင့်ပြုချက်ဖြင့်အများအတွေ့စည်တနာထားရေးသားတင်ပြပေးခြင်းသာဖြစ်ပါရဲ့ရှင်လို့ရေးသားထားပါရဲ့ရှင်။မူရင်းရေးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒီကိမှာတော့ပြည်သက်များနားဆင်ခဲ့ရတဲ့အကြောင်းအရတော့တစ်တကားဆရာတော်ဘုရားကြီးရဲ့အိမ်ပိုင်မိပိုင်ဖြစ်စေသောအဋ္ဌံလေးနဲ့ပတ်သက်ပြီးတော့တိမတ်ဆရာတွေကိုတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်အားကောင်းတဲ့ဘာသာရေးဆိုင်ရာအသိပညာပုဒ်တအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ရှင်ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လဲစောင့်ကြည့်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အကြောင်းအရာအသစ်တွေတင်တိုင်းမှာသိနိုင်အောင်လို့လဲ notify bell လေးကိုပါနှိပ်ထားပေးခဲ့ကြပါအောင်ရှင်နားဆင် ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းဘာသာရေးဆိုင်ရာအသိပညာဘုဒ္ဓတာများတိုးဝါကြပြီးတော့နိဗ္ဗာန်ကိုမျက်မှောက်တင်ကြပါစေရှင်။